ဘုံကြီးနှစ်ထပ်ကြာရင်ဘာဖြစ်မလဲဆိုတော့ကျမ်းမာရေးလူမှုရေး စီးပွားရေးအကုန်လုံးပေါ့နော်ပြီးရင်အိမ်တော်ရေးအခြေရေးအကုန်လုံးကခုမဟုတ်တခုကိုမလုပ်တဲ့အလုပ်တခုအတွက်ကိုအထင်မှားခံရပြီးတော့ကြောက်ချခံရတာမျိုးကျန်းမာရေးဆိုလည်းနာတာရှိယောဂါဝင်တာမျိုးမဆီချိုတွေ့တူစားတဲ့ဟာမျိုး accident ဖြစ်ပြီးတော့ emergency ဒီလိုမျိုးပေါ့နော်ခွဲဖို့စိတ်ဖို့ဖြစ်လာတာမျိုးဝင်နန်းနေ short တာတို့ဘာလို့ company ဝင်နန်းနေဆိုလည်းအဲ့လိုမျိုးမှာကိုကပါသွားတတ်တယ်အဲကိုကတကယ်လဲကြိုးစားပါရဲ့အတိုင်းနဲ့အဲ့လိုမျိုးပါသွားတတ်တယ်အိမ်ဝင်ရေးမှာဆိုလို့ရှိရင်လည်းလူမိသားစုအချင်းချင်းမတည့်တာမျိုးအမွေကိစ္စလူကြရ ာတွေရပိုင်ဝိနေတဲ့တူကကိုပေါ့နော်ရုံးကြီးကနားနဲ့ပြောဆိုလာတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်နိုင်ပါတယ်တကယ်လို့အမှုတွေပါဖြစ်တယ်ဆိုလို့ရှိရင်လည်းကိုကရှုံးမှုပဲရပိုင်တော့ပုံများတယ်ပေါ့နော်အချုပ်ကြတာမျိုးအဆိုးဆုံးကကြတော့တိတ်သွားတဲ့အထီတောင်ဖြစ်နိုင်ပါတယ်ဒါလူတယောက်မှာပေါ့နော်တဲ့အဲ့အရာမျိုးတွေကိုကောက်ွက်ခြင်းနဲ့ဆိုတော့အကောင်းဆုံးကတော့ဗုဒ္ဓရဲ့လမ်းစဉ်ရဝိပဿနာတရားကိုအားထုတ်ပါပရိသေစိတ်တာပြီးွားရင်ပရိပဋ္ဌာန်းနေရွတ်ဒါပရိပဋ္ဌာန်းဆိုလို့ရှိရင်လည်းပေါ့နော် ပုံမှန်သားတုတ်လို့ဟာမျိုးငါးပါးတိလောက်လုံအောင်ထိန်းတာမျိုးနဲ့ကောက်ပါလုံလို့ရပါတယ်အားလုံးအစီအပြေကျန်းမာကြပါစေဒီမှာပြပြခဲ့တဲ့ချက်လေးတွေတိုက်ဆိုင်မှုရှိရင်မှန်မှန်ရေးပြခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာလည်းပေအကြောင်းအရာလေးကြည့်ချင်တဲ့ဆိုတော့ပြပြခဲ့ပါအောင်ရှင်